ဲ့တော့ဒီလိုမျိုးကျင်လို့ကျွန်တော်နိုင်ငံသားတွေအတွက်လိုက်ပြီးတောက်ဆောင်တယ်ဒီလိုမျိုးတွေကိုဒီလိုမျိုးတွေကျွန်တော်တို့ရှင်းတဲ့ရှင်းရှင်းလေးလုံးကြောင်းသားကောင်းတော်ဒီကောင်တက်ထောင်ခဲ့တဲ့မိုးတီဆိုကျွန်တော်တို့ဒီ MBC ကနေတော့မှဒီသားစုကတူကနေတော့မှအဲ

快点！ တွေအားလုံးကိုတော့ကျေးဇူးတင်ကြတော့ဆလာဝန်ပြောချင်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဟလာကိုထေကျော်ကိုနေမျိုးစင်းနောက်ကျွန်တော်တို့ဟိုဆင်နာတင်အထူးရှင်တွေအားလုံးကိုလည်းကျွန်တော်ထိုက်လိုက်ကြလဲကျေးဇူးတင်ကြအောင်ပြောချင်ပါတယ်။နောက်ဓမ္မတတိလုံးမှာရှိနေတဲ့ကျွန်တော်တို့ဆင်နာရှင်ဘုရားပြည်သူတွေအားလုံးကိုလည်းဒီဒီမျိုးအောင်ပြတ်မထားဘူး။ဒါရောက်ထပ်မှပြီးထူထမ်းပေးကြဖို့လည်းကျွန်တော်တို့လည်းတိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ခုလိုဒီကိုလာရတဲ့အဓိကအကြောင်းကတော့ဒီလိုမတရားမှုမျိုးကိုကျွန်တော်လက်မခံဘူးဆိုတော့ကြားဒီလိုဆိုးဟာနေတဲ့မတရားဟာလားကိုတိုင်းသူပြည်သားတွေကိုကိုတခြားကမ္ဘာလာတဲ့ဂျိုးသားတွေဟာလားကိုတိုင်းပြည်ထဲမှာကိုနေလို့မရအောင်ကျွန်တော်တို့ခုလိုမျိုးဟာလားအားမလိုက်တဲ့စီစဉ်လုပ်တဲ့အလုပ်တွေကိုကျွန်တော်ဘယ်တော့မှလက်ခံမှာမဟုတ်ဘူးဒီကြေးရကသူ့နေရာကိုပြန်ပေးဖို့လည်းကျွန်တော်တောင်းဆိုပါတယ်အလားတူပဲဗမာတပြည်လုံးမှာဒီကိစ္စတွေဖြစ်နေပါတယ် ီကိစ္စတွေကအနော်အန်ရဲ့ကြီးတဲ့အလုပ်ကိုအစိုးရအနေနဲ့ကျူးလွန်နေတယ်အနော်အန်ရဲ့ကြီးတဲ့အလုပ်တွေကိုလုပ်နေတယ်လို့လည်းသတိပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့သီးခံနိုင်တဲ့အတိုင်းအတာကိုပဲကျွန်တော်တို့သီးခံနိုင်မယ်ပြည်သူတွေကနောက်ထပ်ဓာမျိုးတွေညားလာပြီဆိုတော့သီးခံနိုင်ပါတယ်ကျွန်တော်တို့မှာအတွေ့အကြုံတွေရှိခဲ့ပြီးပြီအဲ့ဒီအတွေ့အကြုံကြီးကကျွန်တော်တို့ရမဟာအတွေ့အကြုံကြီးကရှင်းလင်းလုံးရေတော့ပုံဖြစ်ပါလေ။အဲ့တော့ကျွန်တော်တို့ဒီလိုမတရားမှုတွေကနေရာအနှံ့ကြားမှာဖြစ်နေတယ်။နေရာအနှံ့ကြားမှာရှိနေတဲ့တရားမှုတွေကိုကျွန်တော်တို့မတရားမှုကချင်းချောက်နေတယ် ဒါကြောင့်လုံးဝလက်မခံနိုင်ပါဘူးကျွန်တော်တို့အခုလာခဲ့တဲ့လမ်းတစ်ချောက်ကိုလာကြည့်တဲ့အခါမှာရန်ကုန်တစ်မြို့လုံးတော့หนีလို့ရတဲ့အနေအထားရှိနေပါတယ်အခုဒီနားမှာရှိတဲ့တဲကူအင်ကြီးဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးหนีလို့ရတယ်ဒီလူကြီးကဒါပေမဲ့ကျွန်တော်တို့ပြည်သူလူတွေကနေရာအနှံ့များမှာနေထိုင်လို့ရတယ်ဆိုတော့ residential area တွေမရှိတော့ကျွန်တော်တို့ကနေစရာမရှိတော့ကျွန်တော်တို့နိုင်ငံစင်ကာပူနိုင်ငံထက်တောင်သေးတယ်လို့ပြက်လာကျွန်တော်တို့ဒီမှာစာကြည့်တဲ့ကြီးတွေကကျယ်ကျယ်ပြန့်ပြန့်ရှိတော့ကျွန်တော်တို့ဒီမှာဆရာသူတို့ဘုန်းကြီးเจ้าတွေ တော့ဈေးဒီတွေအပြက်ခံနေရတယ်နေရာနှက်ပြားကျွန်တော်တို့ရဲ့သမိုင်းဝင်ကျွန်တော်တို့ဈေးဒီပထိုးတွေကလည်းအခုလိုပြက်စီးခံနေရတယ်ဒါအားလုံးကြည့်တဲ့အတိုင်းအိုးအဲ့တော့ကျွန်တော်တို့နေနေတဲ့ဟလာနေရတဲ့ဟလာဆေးရုံတွေအဆောက်အဦတွေကားလမ်းတွေပလက်ဖောင်းတွေအကုန်လုံးကျင်းလာတယ်ဒါပေမဲ့ကြောက်ကြောက်တော့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာအရေအခြေကြီးတဲ့ခြံစည်းရိုးတွေခတ်ထားတာပေါ့တွေ့ရအဲ့တော့ဘလူးခြံစည်းရိုးတွေလည်းကျွန်တော်မေးချင်တယ်ဘာကြောင့်ခတ်ထားတာလဲဒီရာဘာပင်တွေကဘလူးဆိုက်ထားတာလဲအဲ့ဒါဒီရာဘာပင်တွေရတဲ့အကျိုးအမြတ်ကဘယ်လောက်ရှိလို့လဲ တော့ဘလောက်ကျွန်တော်တို့တိုင်းပြည်တွက်ဖွံ့ဖြိုးမှုကိုလုပ်ပေးရလဲကျွန်တော်ဒီနေရာကနေဖေးတင်တယ်အခုဒီရွာပါပင်တွေကရနေတာကျွန်တော်အခုတွေ့လာတဲ့တွေ့လာခဲ့တယ်တခြားလုံးမှာဒီကျေးရွာပူထုတ်နေတဲ့ပူတတ်ချင်းတိုင်းပြည်ကိုပေးနိုင်တဲ့ခွန်ကပူတော်မှများနိုင်ပါတယ်အဲ့တော့လမ်းတွေကျွန်တော်တို့အများကြီးဖောက်ပေးဖို့လိုပါတယ်အိမ်တွေဆောက်ပေးဖို့လိုတယ်ဆိုရနေတယ်ဒီနေရာမှာပဲပြန်ပြီးတော့ဒီရွာကိုပြန်ဆောက်ပေးဖို့လိုပါတယ်ဒါကကျွန်တော်နောက်နေတာမဟုတ်ကျွန်တော်ကြားကောင်းအောင်ပြောနေတာမဟုတ်ကျွန်တော်အသေးနှလုံးတွေကယုံယုံကြည်ကြည်နဲ့ပြောနေတာဖြစ်ပါတယ် ကျွန်တော်တို့ဗမာနိုင်ငံသားတွေကပြည်ကြည့်ဖို့လိုပါတယ်အဲ့တော့ဗမာနိုင်ငံသားတွေကနေရာကိုနေပြစ်ဒါဒီတနေရာထဲမှာဖြစ်နေတာမဟုတ်ဘူးတောင်တကုံမြောက်ကုန်းကိုကိစ္စတွေကလာလို့ပဲကျွန်တော်ကိုယ်တိုင်မွေးခွာကြည့်ပြလာခဲ့တဲ့ကျွန်တော်ဒီเจ้าကရက်ွက်ကြီးဆိုလဲလာလို့ပဲကျင်ဆိုင်ရအဲ့တော့ဒီနေသားတွေအကုန်လုံးကကျွန်တော်တို့တဲကြီးမခံနိုင်တဲ့နေသားပြရတော့ရောက်နေပြီလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့ဒီကျေးရွာနဲ့အတူကျွန်တော်တို့တသားတည်းရှိနေမယ်ဒီကျေးရွာကကျွန်တော်တို့ဒီဒီလုံရတဲ့အားလုံးကိုကျွန်တော်တို့စောင့်ကြည့်နေမယ်အဲ့တော့ဒီလိုမတရားမှုတွေကိုလည်းကျွန်တော်တို့ တဲကြီးခံမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ဒီကအားလုံးကိုကျေးဇူးတင်ပါတယ်။ ပါလို့ဆိုတာညနေတော့ကြီးစကားပြောဖို့ဆိုတော့အတူတူဆရာတော်ခါတယ်ခါလိုက်တယ်အမေအကြောင်းလေးနဲ့ပြောကြလေးရှိတယ်ဘယ်လောက်ကတော့လေးချောင်းတော့ထောက်မှာတော့ကျွန်တော်တို့ပါလာတဲ့ကြီးချံမှုကြည့်အောင်ဆံမြင်တော့380ဝန်းကျင်လောက်ရှိပါတယ်ဝေသားကြီးပဲ350ဒါပဲ39ဒင်းတော့ပါပါတယ်ကျွန်တော်ခဏနေစီးကြီးချက်တွေ့ချက်ပြီးလို့ရှိရင်အမှန်ထပ်ပြီးတော့ဒီမှာရှိတဲ့ဒီတော်စုစီးအတိအကျတော့ပြီးတော့ တော်တို့ကအီနောင်စုလိုက်ဒါခါတိုင်းလူခဲ့ပြီးတော့ဖြစ်ပါတယ်။ဆရာတော်တို့အဲ့ဒါကိုခက်လို့ပြီးပါ။အားကြောင့်လို့ဆိုတို့ရဲ့မနက်ပြန်ဆိုတော့မရေရာတဲ့ကာလမှာတို့လက်ထဲမှာတိုင်ထားနိုင်မှပြည်ကျုံလာတဲ့အခက်ခဲစားရေးတောက်ရေးနေရေးပြေးရေးတို့ကအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ပါလာတဲ့မြူကြီးနဲ့ပတ်သက်ခံရတာကြရတယ်။ဟုတ်တယ်စားရေးပေါင်း130ကျော်လောက်ကျွန်တော်တို့ပြည်ပြည်ပွဲနဲ့ကျွန်တော်တို့ပါလာတာပါပဲ။စားရေးရိတ်ခါကလူ900အတွက်ပြီးကြတဲ့တစ်ဖက်ဆယ်ရက်တော့မကုန်ပါဘူးကျွန်တော်တို့ပါလာတာ။ဟုတ်ပါပါမကုန်ပါဘူး။ ဟာပါလားနောက်တစ်ချက်ကတော့အခုလိုပူပေါင်းပြီးတော့ကျွန်တော်တို့ကိုမျိုးစုံလို့ကိုရင်းကျော်လို့ဖွဲ့စည်းအားလုံးမန္တလေးတို့နော်ဒီမှာဒီကိုချစ်တော့ဒီတောင်စုကိုချစ်တော့ကျွန်တော်တို့မျိုးဆက်တည်တဲ့အနာဂတ်ကိုညှနှိုးစွာနဲ့မြေတော်ပြတ်ပြည့်စုံခြင်းတော့ပုဂ္ဂိုလ်များအားလုံးရဲ့အချိန်နဲ့တကန်းပြိုင်နဲ့အန်ကိုက်လှူရှာခွင့်ရအောင်လှုပ်ဆောင်ပေးလိုက်တဲ့အစိုးရရဲ့ဒီစီမံတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ် ကောင်းများသောအလဲလဲအကွဲအကွဲနဲ့အခွဲခံခဲ့ရတယ်2000 4000နဲ့ရသလောက်သာဖနောက်နေနဲ့ဝိုင်းပေါက်ကြတယ်ဒါပေမဲ့ဂျိုင်းတူဆိုတဲ့ဟန်ချက်ကိုကျွန်တော်ဆောက်နိုင်တယ်အခုဂျိုင်းတူဆိုတဲ့ဟန်ချက်ကိုဆောက်ဝင်းရအောင်ကြိုးစားပြီးတော့ကျေးဇူးထပ်တင်တယ်ကျွန်တော်ကျွန်တော်တို့ရာဒီပြည်ပြင်းချင်းရွာမှာအခန်းစားရတဲ့အိုးမဲ့အိမ်မဲ့မြေမဲ့ဘဝဖြစ်သွားအောင်မောင်းနှင်ထုတ်လိုက်တဲ့စနစ်ကဗီရက်စူဂျိုမျိုးကိုအပြိုင်နဲ့မာပြွာမြောက်စွာလှုပ်ရှားလာတဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်ထည့်သွင်းစဉ်းစားပြီးတော့ ီသမီးလေးချေရွာကိုစာနမူနာအဖြစ်စီရင်တော့တစ်ခုအဖြစ်နိုင်ငံတကာရဲ့သမိုင်းစာမျက်နှာတစ်ခုအဖြစ်ကျွန်တော်တို့ကစံထားပြီးတော့ဝိုင်းဝန်းဖြည့်ရှင်းချိကပ်ဖို့ကျွန်တော်ကြိုးစားပါဒါမှအလားတူစင်ငယ်စင်ငယ်ဖြစ်နေသောဖြစ်လာနိုင်သောဖြစ်ဖို့တွေးတို့ဆန်းလာသောကိစ္စတွေအကုန်လုံးကျွန်တော်တို့လူလူနီးနဲ့နိုင်ငံသားအလုံးပေါင်းစုညီညွတ်တဲ့နီးနဲ့နိုင်ငံရေးမဟာဗျူဟာမြောက်သောနီးနဲ့ကျွန်တော်တို့ကာကွယ်နိုင်မှာဖြစ်ပါတယ်အခုဆိုရင် တက်စီးလာတဲ့အေရီယာနဲ့အများကြီးပါကျွန်တော်ရှိကိုကဒီနေ့ကသတင်းမီဒီယာတွေမှာတော့တောက်လျှောက်တက်လာတဲ့ထားကြီးလို့ရှိရင်ဖက်ရှင်ရှင်ပြောရရင်အတိုချုံးပြီးတုံးတက်ရရင်စစ်အာဏာရှင်စနစ်ကနောက်ဆုံးထွက်တဲ့ရက်တွေရောက်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်ကျုံရကြရမဟာပြူဟာနဲ့ငါးပွဲရငစာချပြီးတော့လူလူကိုနိုင်ငံတော်ကြီးကိုကြောင်သေးကိုလက်နှလုံးလောက်မရောက်ရောက်အောင် သူတို့ပဲကျုံးပါလိမ့်မယ်ပြီးရင်ဘာဆက်လုပ်မလဲဆိုတော့မိမပြည်သူများတည်တယ်မဟုတ်လားခင်ဗျာပြီးပါတယ်ဒေါက်တာလက်နှလုံးရဘာဖြစ်မလဲဟုတ်ဆောင်ပါဘုရားအဲမကဲတင်းမယ်ကဲတင်းပါဟုတ်ကဲ့လက်နှလုံးရောက်ခါနှီးမလို့ကဲပြားစီဆိုပြီးတော့ကဲတင်းမယ်ခင်ဗျာထပ်ပြီးတော့ကျွန်တော်အကဲတင်းမခံနိုင်ပါဘူးဒါကြောင့်မကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်နဲ့ကဲတင်းခံရမယ့်နိုင်ငံသားတွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အားလုံးဒီမှာလာပြပါကျွန်တော်ပါဝင်နေပြီရှိလို့လည်းကျွန်တော်စနစ်တကျခွဲ မှာရှိသလိုကျွန်တော်တို့ညီကိုရအားလုံးတိုင်ပင်ထားတဲ့ဒီမိုအာဒီမိုကရေစီအာအကျိုးပြုအကျိုးပြုပြီးကမ္ဘာတော် DKP ကရရှိနေတဲ့ကျွန်တော်တိုင်ပင်ထားတဲ့အတိုင်းဒီကနေပြီးတော့ဒီရွာကပဲဖြစ်စေဟိုဘက်တခြားရွာကပဲဖြစ်စေအိုးမဲ့အိမ်မဲ့ပြောင်းမောင်းထုတ်ခံထားရတယ်အနာကအနာကဆိုတော့ပျောက်ဆုံးနေပြီးတော့လက်တော်ဘဝရည်တည်မှုအကျက်တဲဆုံးဖြစ်နေတယ်ဆိုတော့ဘယ်မိသားစုကိုမဆိုအခုခဏနေစည်ရင်ပေးလို့ရပါတယ်ချက်ချင်းကားပေါ်တက်ပြီးတော့ကျွန်တော်တို့အတူလိုက်ပါလို့ရပါတယ် ဟဲ့လိုရပါတယ်ကားလိုပါတယ်အာမိမိတို့ရဲ့ဆန္ဒအရာပဲဖြစ်ပါရင်ဒီဟာရဲ့ဖြည့်ရှင်းနည်းလမ်းအရာဒါနိုင်ငံတကာရဲ့ဥပဒေတွေလက်ရှိနိုင်ငံတော်ရဲ့ဥပဒေတွေအရကျွန်တော်တို့လှုပ်ဆောင်ချက်ဟာအကျုံးဝင်မဝင်မသိပေမဲ့ဒီလိုလူတို့တွေဖြစ်လာအောင်လုပ်တဲ့အစိုးရရဲ့လှုပ်ဆောင်ချက်ကအကျုံးဝင်ဘူးဆိုတော့သိကြပါရစေ။ တော်မှတ်တော်တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းများရဲ့ဒီတော်စုဝါချစ်ခင်တော်စိတ်ဓာတ်တိုင်းရင်းသားချင်းချင်းကူညီရိုင်းမင်းမရမယ်ဆိုတဲ့ခံယူချက်ဒီတော်စုအနာဂတ်အတွက်အခုလို့ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖြည့်ရှင်းမှုလုံးဝရမယ်ဆိုတဲ့ယုံကြည်ချက်တွေဓာရီနဲ့ကျွန်တော်တို့ကြိုးစားကြခြင်းဖြစ်ပါတယ်။အတော်တော့အခုစီးပေးထားတဲ့မိသားစုဝင်များခဏလေးလို့ရှိရင်တာဝန်ရှိတဲ့ကျွန်တော်တို့ community တို့ volunteer တို့တော့မနော်တို့ဒီမှာရှိတဲ့ပုံစံတွေကိုစီးပေးပါစီပေးပြီးလို့ရှိရင်ဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့မိသားစုအရေးအတွက်ပေါ်ရှိပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ပါမယ် အကဲတမီလေးကျေးရွာကတခါတည်းလိုက်ပါရွှေပြောင်းလို့တဲ့မိသားစုတွေရှိရဆိုရင်ကျွန်တော်တို့ကပါလာတဲ့အလူငွေကိုသူတို့ရဲ့ဘဝအစပြန်ချူထောင်နိုင်ဖို့အတွက်လိုအပ်တဲ့လမ္မငွေဖြစ်လိုအပ်တဲ့အထောက်အပံ့ကျွန်တော်တဘာတဲ့ငွေကြေးပြူလာပေးမှာပါနော်အဲ့တော့ဒါကတော့ကိုကိုနာကကိုရွေးချယ်ရမှာဖြစ်သလိုကိုရွေးချယ်လိုက်တဲ့အနာကဟာလည်းကိုကဲ့သို့အလားတူအခက်ခဲပေါင်းများစွာရင်ဆိုင်နေရတဲ့ဒီတော်သူသားအားလုံးအတွက်ဖောက်ထွက်တဲ့စံနမူနာဖြစ်တယ်ဆိုတာလည်းမှတ်ထားဖို့လိုပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့စူးစမ်းတဲ့စူးစမ်းချက်က လားရအောင်မြင်မှုဒါဥပဒေအရစနစ်တကျတာဝန်တည်မှုတာဝန်ရှိမှုလောက်ရမယ်အစိုးရအတွက်တွန်းအားတရက်တွေဖြစ်စီပါတယ်တွန်းအားကြီးကြီးတွေဖြစ်စီပါတယ်အဲဒါမလို့ကျွန်တော်တို့လက်ထက်လွတ်ဆန်းချက်ကိုစေရနာမှန်မှန်ဦးတည်ချက်တန်တန်နဲ့မဆုံးမနစ်ကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မှုလုပ်ပါတယ်ကျွန်တော်တို့နာကတ်ဆက်ဆက်လက်ကြုံတွေ့ရအောင်မဲ့အခက်အခဲတွေကအများကြီးပါရင်းချမ်းပါနောက်ဆုံးထွက်သက်အတွက်အသက်တွေကနေအသက်ငင်းနေတဲ့လူတယောက်တတိလက်လွတ်တဲ့အချိန်မှာဘာမှမသိသလိုပဲကျွန်တော်တို့လက်ရှိနိုင်ငံရေးစနစ်ရဲ့ ဥဆောင်စီမံခန့်ခွဲသူတွေရဲ့ငမှုရိုးထိုးလုံဆောင်ချက်တွေကိုကျွန်တော်ပြည်သူပြည်သားအားလုံးကသတိကြီးကြီးနဲ့စောင့်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်။ကျွန်တော်ငမှုရိုးထိုးတာအကြောင်းမဟုတ်ဘူးကျွန်တော်တို့အနာဂတ်တွေကြောက်ခံလို့မဖြစ်နိုင်ပါဘူး။အဲ့တော့ကျွန်တော်တို့အားလုံးဒီဒီကြီးကြီးရှိဖို့လိုပါတယ်ညီညီညွတ်ညွတ်ရှိဖို့လိုပါတယ်ရိုးသားဖြောင်းမှမှုနဲ့ပြည်သူအားလုံးပဲကိုးဖို့လိုပါတယ်ဘယ်တိုင်းတစ်ပါးသာဘယ်လူမျိုးကြားဘယ်အာဏာရှင်စနစ်ကအကျဉ်းချန်လူသားရဲ့အားလုံးမှာကျွန်တော်တို့ယူလို့မရပါဘူးကိုးပြည်သူရိုးသားဖြောင်းမှတဲ့တိုင်းသားအားလုံးရဲ့အားနဲ့ပဲကျွန်တော်ဆက်သွားပါမယ်အဲ့လိုပဲကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်

ကျန်းဖက်သွားတယ်ဘူးနေစားတာလေကျွန်တော်တို့ရအောင်ပေါ့ဒီလိုမျိုးမှာဒီလိုမျိုးမှာပြောကြည့်မယ်မနေ့မိုးလေးမှာစပြီးတော့မှာရေလုံးဝင်ကြီးခူးဆောင်လို့တော့ဒီဒီတော့အကြည့်ပြည့်တဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ကလူလူကိုဘေးထုတ်ထားလို့ဒီလိုဆိုရင်တို့ဆင်းနေပွေတယ်လူကပုံနေတဲ့သွားကြအင်မတန်မှတော့ပြစ်စင်းလေတဲ့အစိုးရရဲ့လက်ထက်ကိုကျွန်တော်တို့အဲ့တော့ဆက်တယ်မှာကျွန်တော်တို့အချိန်မီကျွန်တော်တို့ကယ်တင်နိုင်လိုက်အဲ့တော့ ဒီကနေ့ဒီဝေခံစားနေရတဲ့ကိစ္စဒီလိုခံစားနေရတဲ့ကိစ္စကိုအခုလိုနိုင်ငံရေးတက်ကြွလှုပ်ရှားမှုပြီးတော့ရှင်းလင်းလုံးကြောင်းသားကောင်းတော်ဦးမီးမိုးတီးတို့တို့ပုံပေါ်ရေးတော့ဘိုးကြီးနေပြည်သူတို့တို့ပုံပေါ်ရေးတို့တိုင်းသားအဖိနှိတ်ခံရတဲ့နှစ်ပေါင်း90ကျော်ဖိနှိတ်ခံရတဲ့တိုင်းသားကျွန်တော်တို့တိုင်းသားဒီသားစုဖြစ်တဲ့ဒီဒီလိုဒီသားစုတွေနဲ့အဲ့ဒီပုံစံတွေက ့မိသားစုကိုထိတယ်လို့ဝိုင်းဝင်းပြီးတော့မှဒီမိသားစုတိကလေးချေးရွာရဲ့ဤသူတွေရဲ့ဒုက္ခကိုဝိုင်းဝင်းပြီးတော့မှဆောင်းမပြီးတော့မှအဲသူတို့ရဲ့ဒုက္ခတရားကိုဖြေရှင်းနေကြတယ်အဓိကတာဝန်ရှိဆုံးကပြည်တော်စုအစိုးရမှာတာဝန်ရှိတယ်အဲ့တော့မနေ့ကကျွန်တော်တို့ရန်ကုန်မြို့လေကောင်မှာပြည်တော်စုအစိုးရကိုအယုံကြည်မရှိကြောင်းကျွန်တော်တို့ပြည်သူနဲ့တူအဆိုတင်သွင်းခဲ့တယ်အမိကလေးချေးရွာအပါဝင်ကျန်တဲ့ကျွန်တော်တို့တနင်္ဂနွေလုံးမှာကျွန်တော်ရဲ့တိုင်းရင်းသားတွေကျွန်တော်ရဲ့ပြည်သူတွေက အစိုးရဆက်ဆက်ကပြည်내ချုပ်ချယ်မှုမတရားနိုင်ကျင်းမှုတို့ကိုချိုးဖောက်မှုဒီကနေ့ထိခံစားနေရတယ်ကျွန်တော်တိုင်းသားအဖွဲ့ကြီးတွေဆိုတဲ့ဒီလိုပဲတော့တိုင်းသားဒေသတွေမှာလူမဆန်စွာပြုကျင့်မှုအစိုးရဆက်ဆက်ကလုပ်သွားတယ်အဲ့ဆရာနာရှင်တို့ရဲ့လုပ်ရတရားဒီကနေ့ထိတော့မတတ်အောင်ဖြစ်အဲ့တော့ဆရာနာရှင်နဲ့ခရိုနီဒီယာနဲ့လက်ချက်ချက်ပြီးတော့မှလူတို့ကိုစနစ်တကျနဲ့တိတ်ကိုကိုစူးစမ်းအဲ့တော့ ဖြေရှင်းရမယ့်ကိစ္စတွေကိုဒီကနေ့ဒီအစိုးရဖြေရှင်းမယ့်နဲ့ရည်ရွယ်ချက်တွေဒီကိစ္စနာတွေအားလုံးလက်ရှိအစိုးရမှာတောင်းရှိတာအဲ့တော့ဒီမိုကရေစီလို့တွေးကြော်ပြီးတော့မှ2010ကတက်လာတဲ့ပြည်တော်စုအစိုးရကျွန်တော်တို့2010မှာကျွန်တော်ထောင်ထဲရှိစေခင်မှာရှိနေစင်မှာတိတ်တိတ်ပုံဒီမိုကရေစီစနစ်ကိုပေါ်ဆောင်ပါတယ်ဆိုပြီးတော့မှလူလူရဲ့မဲကိုအနိုင်ကျင့်ယူရတဲ့အစိုးရဒီပြည်သူလွတ်တော်ကလည်း ပြည်သူတွေရဲ့မဲနဲ့အနိုင်ရပြီးတော့မှဖွဲ့စည်းကြပါတယ်ဆိုတော့ပြည်သူလွတ်တော့အဲ့တော့ပြည်သူလွတ်တော်နေတဲ့စိတ်ရွေးချယ်ခဲ့တဲ့ပြည်အောင်စုအစိုးရတိုင်းဒေသကြီးအစိုးရတွေပြည်နယ်အစိုးရတွေအားလုံးကလူလူကိုတာဝန်ယူရမှာသူတို့တာဝန်ဖြစ်တယ်အဲ့တော့သူတို့မျက်ကွက်ထူထားတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒီဘက်နိုင်ငံရေးတက်ကြွလုပ်ပြသူတွေရောတိုင်းရင်းသားခေါင်းဆောင်တွေရောဒီကနေ့အစိုးရကမတိကျကျပြုနေတဲ့ကိစ္စကိုဒီကနေ့ဒီပုံပေါ်ကြီးကတာဝန်ယူနေတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အစိုးရက အလကားလူလူအခုံယူတော့မှဒါလူလူကိုနှိမ့်ဆက်နေရတဲ့အတူတူပဲအဲ့တော့ဒီအစိုးရတာဝန်ယူနေတာဝန်ယူနေတဲ့အစိုးရကိုကျွန်တော်ပေါ်ဆောင်ပါအဲ့တော့မင်းကကျွန်တော်တို့တရားဝင်ကြေညာပြီးဒိုင်းနေသားကြီးအစိုးရတွေရောဒီနယ်အစိုးရတွေရောအယုံကြည်မှုရှိဒီတော်သူအစိုးရလည်းယုံကြည်မှုရှိအဲ့တော့တွတ်တော်တော့ကျွန်တော်တို့ဒီကြနေနဲ့ထောက်ခံတာရှိတယ်အဲ့ဒီဒီတော်သူတွတ်တော်ကနေအစိုးရတွေကိုဂျုံသိမ်းရမယ်ယုံကြည်မှုရှိဆိုလို့ရ အဲ့ဒီအစိုးရက၅နှစ်ကြာကာလအတွင်းမှာ၃နှစ်ခွဲ၃နှစ်ကျော်လာပြီဒီကိစ္စကြီးပြည်သူရေးကိုတိတိကျကျနဲ့လက်တွေ့ကျကျပေါ်ဆောင်တော့တာမရှိဘူးအဲ့ဒီဘက်လွတ်တော်ကနေမှပါဒီအစိုးရကိုရုပ်သိမ်းပြရဒါဒီမိုကရေစီကျင့်တယ်ပဲကျွန်တော်ကဒီမိုကရေစီကျင့်စဉ်ကိုကျင့်သုံးတယ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ကအကန့်အသတ်နဲ့ထောက်ခံတာဒီလူလူစုကိုထောက်ခံတာတော့မဟုတ်ဘူးအဲ့တော့ဒီအစိုးရတွေတာဝန်မချေဘူးကွာအလုံးပြည်အောင်စုတို့တော့မှာတာဝန်ရှိတယ်ပြည်အောင်စုတို့ကဒီအစိုးရတွေကိုရုပ်သိမ်းတော့မှာဒီကြံရတဲ့ကာလအတွင်းမှာ ို့အကျိုးပြုနိုင်တဲ့အစိုးရမျိုးကိုကျွန်တော်တို့တွတ်တော်နဲ့ပြန်လည်ခန့်အမှဖြစ်မှုအဲ့တော့ဒီမိုကရေစီပြည့်စုံတဲ့မညီဘူးဆိုရင်တွတ်တော်ကဒီအစိုးရကိုမျက်ပွင့်ပြုတာရယ်တွတ်တော်ကိုလည်းကျွန်တော်လူကြီးမရှိအစိုးရပြင်လို့ရအောင်အဲ့တော့လူလူနီးတဲ့ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်တဲ့နေရာမှာကျွန်တော်တို့တိုင်းရင်းသားတွေဂျိုဂျီနဲ့ဖက်ဒရယ်ဆိုတာဒီကနေ့ဒီကနေ့ကျွန်တော်တို့တမင်းကျေးရွာဖက်ဒရယ်စစ်ကိုလာပြီးတော့ရှင်းသုံးတာပဲတိုင်းရင်းသားခေါင်းဆောင်တွေရောမြန်မာနဲ့တိုင်းရင်းသားအစုအဖွဲ့တွေမှာပါတယ်မြန်မာတီးကြမို့မြန်မာတီးကြလူပေါင်းဝါလည်းကျွန်တော်လက်မခံဘူးဒီကနေ့ မျိုးသားရင်ကြားစီကိုကြုံတော့ကျွန်တော်ပြောလိုက်တယ်မြန်မာနိုင်ငံမှာဘယ်မျိုးသားတွေမှာပြဿနာဖြစ်တာမရှိဘူးစစ်အုပ်စုကမျိုးသားရင်ကြားစီကိုဖုတုံးလုံးနေတော့မှလူသားသားတွေကိုဆောင်နေတာစစ်ကောင်းဆောင်တွေအဲ့ဒီစစ်ကောင်းဆောင်တွေကလူသားသားတွေဆောင်ပြီးတော့မှမျိုးသားရင်ကြားစီတွေကိုဂုံတိုက်ခါတစ်ခုနေနဲ့နိုင်ငံတကာကိုပြနေတယ်ဒီကနေ့မြန်မာနိုင်ငံမှာဘယ်တိုင်းရင်းသားမှာပြဿနာမရှိဘူးမြန်မာရောကရင်ရောကချင်ရောရှမ်းရောနော်ရခိုင်ရောအားလုံးကဒီပြင်းကြီးအဖိလိုက်ခံနေရတယ်ပြင်းကြီးလူခွေချိုးဖောက်ခံနေရတယ် အဲ့တော့ကျွန်တော်တိုင်းရင်းသားတွေကိုရန်တိုက်ပေးသလိုလိုနဲ့အမျိုးသားရေကြားစီရေးဆိုတာစစ်ဘိုလ်ချုပ်တွေတိုက်ခါဆဲတဲ့ခေါင်းစဉ်ဖြစ်တယ်အဲ့တော့အမျိုးသားရေကြားစီကိုကျွန်တော်အယုံကြည်မရှိဘူးကျွန်တော်တို့မျိုးသားတွေဘာပြဿနာမှမရှိဘူးလက်ချင်းချိတ်ပြီးသားအဲ့တော့အမျိုးသားရေကြားစီရဲ့ခေါင်းစဉ်နဲ့လူဘာဘွားနေတဲ့စစ်ဘိုလ်ချုပ်တွေကိုတီးတဲ့အတောက်တိုက်ပြင်မယ်လူတန်းသားပြန်နေတယ်ကျွန်တော်လက်မခံဘူးပြည်သူတွေလက်ခံသလားလက်ခံပါဘူး ျွန်တော်တို့ပြည်သူသားတွေအဆိုးရဖြစ်နေဟိုကြောင့်တေကိုကျွန်တော်တို့ဂုံသိက္ခာမထက်နိုင်ဘူးအဲ့တော့ဘိုးမူကြီးရဲ့ဘိုးကျုံကြီးရဲ့လူဘာဝခဲ့သမျှဒီကနေ့ကျွန်တော်တို့လူလူဟာဒီဘိုးကျုံကြီးရဲ့အခွင့်အူးခံနေတဲ့ဒီအဆိုးရဖွဲ့ကိုလူလူနီးနဲ့တိုက်ဖြတ်ကြည့်ရဒီကိစ္စကိုဒီလူလူတွေရဲ့ပြဿနာကိုတာဝန်ယူနိုင်ဦးဆိုရင်အဲ့ဒီဘိုးကျုံတွေကိုတာဝန်ယူနေတဲ့ဘိုးကျုံတွေအစားထိုးနေတဲ့ဒီအဆိုးရတရက်ကိုလူလူကိုကူညီနိုင်တဲ့ဟာဒီလိုခေါင်းဆောင်မျိုးတွေ ဟာဒီရောခေါင်းဆောင်မျိုးတွေတိုင်းရင်းသားခေါင်းဆောင်တွေကတပ်ပရဖြစ်ခွင့်ရှိတယ်အဲ့တော့ 中立，中立，中我八大姨，边家姨，电视宽带怎么样？我家稍微加了五十。你要五十三小时拿的话，肯定要两百七吧？我六十五的，没中嘞，两千五小时。现在第一八文件嘛，这个南安南安大的呢，两斤卖今斤把八块钱七的。再进去我的，再进去的，差不多。 把他一样，把他包装了，像丁家新、丁家新你去家发的，好多挨你一样的，我是不会跟你这样的比较，因为前期，是不嘛？丁家新出了包装，价格也比较好啦，这种的丁家新见嘛一样，有后来的可以包装了，反正我做服装我都回家的，做服装我都回家的。 အားလုံးကခုညောင်ရင်းလမ်းဆုံးညာသုံးစင်းရကြီးဒီစီဝင်လာတာကားတော်ဘယ်တော့မောင်းရရလဲဆိုတာကိုဒါကလေးသိနိုင်ပါလိမ့်မယ်တုံးကြီးဆိုတာလေအဲ့လမ်းဆုံးကနေပြီးတော့ဦးစင်းကတစ်လုံးနဲ့နှစ်ပေါင်း9နှစ်ရှင်းနေလုံးလုံးဟလာလမ်းလျှောက်ပြီးတော့ဒီတော်ထဲကိုဝင်ခဲ့ရတာဘာကားမှမရှိခဲ့ဘူးဘာဆိုင်ကမ်းမှမရှိခဲ့ဘူးလမ်းလျှောက်ပြီးသွားခဲ့ရတာကတ်တရားလည်းမရှိခဲ့ဘူးအဲ့လိုဒီနေ့တခွင်ကဦးစင်းချေမကြခဲ့တဲ့နေရာဆိုတာခက်ချက်ရ။အခုပြက်ခံရတဲ့တမိကလေးကျေးရွာဆိုတာလည်းပဲဦးစင်းတွဲဆောက်တည်နေတဲ့နေရာပါ။သတုံးကြီးကြော်ရပြီ အဲ့တော့73နှစ်ကျော်ကာလလုံးလေးလာကြည့်လိုက်တဲ့အခါကျတော့ဦးဇင်းတို့နိုင်ငံတော်သမ္မတအကြီးအကဲတွေနိုင်ငံတော်အကြီးအကဲတွေကဦးဇင်းတို့အပေါ်မှာပြောနေတာတော့ဘာလို့လဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီမိုကရေစီမူဝါဒပြည်သူအကျိုးကိုပြုတဲ့ဒီမိုကရေစီမူဝါဒဆိုပြီးတော့အတန်ကောင်းဖွင့်ဒါပေမဲ့အောက်မှာဖိနှိပ်ခံချုပ်ချယ်ခံဘဝနဲ့ဦးဇင်းတို့ပြည်သူတွေနေပြဖြစ်ခဲ့ရတယ်အဲ့ဒီလိုနေပြဖြစ်ခဲ့ရတာကိုသမီးလေးကျင်းရွာကနေပြီးတော့ဟာလာတက်ပြီးပြနေပါတယ်ကိုနေပြီးတော့ပဲရန်ကုန်ကိုချက်လိုက်တဲ့အခါကျတော့ရန်ကုန်ရောက်တဲ့အခါကျတော့လမ်းဘေးဒီမှာဟာလာတပိတ်စကန်ဒီမှာခြိလိုက်တဲ့အခါကျတော့ ြည်သူတွေဘောကနင်းခံပြီးတော့နေခဲ့ရတာကိုဦးစင်းမြဝချင်းတွေနေလဲရတော့ဟလာဖျားသားတော်ယဟန်တော်တပါးအနေနဲ့ပြည်သူတွေအတွင်းကနေပေါက်သွားလာတဲ့ယဟန်တော်တပါးအနေနဲ့ကြီးလိုက်တဲ့အခါလုံစိမ်ချမ်းသာဖြစ်ခဲ့နေတယ်အဲ့တော့ပြောချင်တာကဦးစင်းတို့ဒီမိုကရေစီမူဝါဒဆိုပြီးတော့အပေါ်ကနေအတန်းကောင်းလို့တွင့်ပြီးတော့အရာထိုင်ရင်းနေဒီအထိုင်ရင်းမရှိတဲ့ပြည်သူတွေအတွက်ကိုအစီအစဉ်လုပ်ပေးနေပါတယ်ဆိုပြီးတော့စာရွက်မျက်နှာပြင်ပေါ်မှာဟလာမျက်နှာပြောင်တိုက်ပြီးတော့ရေးတော့ရေးသားနေတာပဲဒါပေမဲ့မကြခင်မနေ့ကပဲကြီးလိုက်ပေါ့ သင်္ခါရသမီးလေးချေးွာမှာလာပြီးတော့ဒုက္ခရောက်နေကြတဲ့ဒုက္ခတွေဒီအောင်တဲ့ဒီဘုံတော်ကြီးပညာသင်ရေးကျောင်းတိုက်မှာကိုပဲဒီပဲဒဲကလေးနဲ့ထိုးနေတာကိုသူတို့နေရာထိုင်ကင်းနေတိကျလုတ်ပေးနေပါတယ်ဆိုပြီးစာမျက်နှာပြင်ဒီပေါ်မှာလက်နဲ့ပြောင်းတိုက်ပြီးတော့ရေးသားပြီးရေးသားညားတော့လေအခုကြည့်ဒီလေးချေးွာကဟာလာဒုက္ခတွေအားလုံးကဒီလိုထိုင်လို့မရတဲ့အခြေအနေတွေဖြစ်စီခံရတယ်အခုဓမ္မယုံထဲမှာဒုက္ခတွေအစုသွားနေရတယ်သာဒီသားတွေကျောင်းသားတွေကျောင်းသားမိဘရှိတဲ့ပုံစံတွေကဒီတိုင်းမျိုးရပြီကျောင်းသားရှိတဲ့မိဘတွေတေရှားပြရမယ်ဆို ရန်ကုန်တိုင်းကပင်ရှားလို့ဘိုးတိုင်းကိုအားကိုးပြီးနေလာခဲ့ပါတော့နဲ့ဘိုးတိုင်းကတခါတက်နေတော့တယ်။အဲ့တော့ပြည်တော်စုကတိုင်းရင်းသားတွေဘယ်နေရာသွားနေကြလဲ။ဒီအစိုးရကိုဦးစင်းလို့မလို့အားကိုးကြအောင်။ဒါကိုပြောချင်တယ်။ဒါကြောင့်မလို့သူတို့ဒီမိုကရေစီအမိပေါ်ဆောင်ပြီးတော့အတန်းကောင်းဖြစ်နေတာကပြောချင်တာကတော့ပြည်သူတွေချုပ်လို့ဆိုတဲ့အိဋ္ဌကံသွားတယ်ပဲ။အခုဒီနိုင်ငံမှာဘိုးဘွားဒီနိုင်ငံမှာကြီးနေလာတဲ့ဟဲ့လားပုံပုံဖြစ်တယ်။နောက်ပြီးတော့သလိမ့်ဆန်ဖြစ်တဲ့ ကျွဲတို့ဝက်တို့ဓွားတို့ခွေးတို့ဆိုပြီးအောင်မှာအဲဒါဆိုလို့ရှိရင်ကျွဲဒီကျွဲချန်တဲ့ခါတယ်ဓွားဒီဓွားချန်တဲ့ခါတယ်ဝက်ဒီဝက်ချန်တဲ့တိရစ္ဆာန်တွေကိုတော့မှနေရာထိုင်ခင်းပြီးပြီးထားရပါတယ် လေးဆန်တဲ့အစင်းမြင့်ဖြစ်တဲ့ဟလာဒီလိုပုံတွေကိုဒီကဖိုင်တော့တိကျမှာမပြင်းနဲ့ဘက်ကနေတော့ဘက်ကနေတော့လေးဆန်တော့တော့အစင်းတန်းမထားနိုင်နဲ့ဒီသူတွေဘဝဟာဘလောက်ထိချွတ်ချုံကြပြီးတော့ဒုက္ခဆင်းရဲရောက်နေတယ်ဆိုတာကိုအခုဟလာအဖွဲ့စည်းပေါင်းစုံကနေမြဝါတင်နေတမီးလေးချေးရွာရဲ့ဒုက္ခကိုဒီလိုနည်းသူကဦးစင်းဒီတမီးလေးချေးရွာတစုတည်းအတွက်ကိုပြောနေတာမဟုတ်ပါဘူး တမိတွေကျေးွာဤသူတိုင်းရင်းသားမျိုးပြည်သူတွေတိုင်းရင်းသားတွေပြည်အောင်စုဘွားတွေဒီလိုပဲဒုက္ခများစွာရောက်ပြီးတော့ဟာလာဆင်းရဲဒုက္ခနဲ့နေစရာထိုင်စရာအိုးချင်အိမ်ချင်ပဲနေတဲ့ဒီဒုက္ခတွေကိုအစင်းတို့ဟာလာပြည်အောင်စုဘွားတွေဖြစ်ကြတဲ့ဤသူအကျိုးကိုလိုလားကြတဲ့အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့တက်နိုင်တဲ့ဘက်ကနေကာကွယ်ဆောင်ရှောက်ပြီးတော့လှုပ်ဆောင်ပေးကြပါလို့အစင်းပြစ်တာရက်ခံပြီးတော့ဒီဟာတပုတ်ကိုရွှေ့ရင်းနဲ့ပဲဒီနေရာမှာနှုံးထွက်ကြပါတယ်ဒီတနည်းနဲ့ခြေဝါနဲ့ပတ်သက်ပြီးတော့အစအလယ်အဆိုးအစင်းကောင်းစွာသိရပါတယ် တမိလေးကျေးရွာစပြီးတော့မပြတ်စီးနေတဲ့ကတမိလေးကျေးရွာမှာရှိပါတယ်ဒီတမိလေးကျေးရွာကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့စာသင်ကျောင်းပြီးတော့ဘုံတော်ကြီးကျောင်းညံမြတ်ကော်မတီရုံးပြီးတော့ဒကာဟလာသာသနာ့နှုတ်ခါရုံးကျမကြီးအတွက်စေကန်းဒါတွေကိုကျွေးနေတာတွေကထုံထုံပြီးတော့စူးစားပြီးတော့ဆွေးလုံးတန်တလုံးနဲ့စနစ်တကျတည်ဆောင်ခဲ့ရပါတယ်ဒီလိုစနစ်တကျတည်ဆောင်မှရအကြောင်းရုံနဲ့ပြောရခြင်း ဒီညနိုင်ငံမှာဒီမိုကရေစီအသွင်ပေါ်ဆောင်နေပါတယ်ဆိုတော့နိုင်ငံတော်အကြီးအကဲတွေကအော်နေရတယ်။အဲ့တော့တို့စနစ်တကျတင်းနဲ့ဟာလာစနစ်တကျစနစ်တကျတင်းနဲ့လူတန်းစီအောင်နေထိုင်မယ်ဆိုလို့ရှိရင်ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်အစိုးရလည်းလက်ခံပါပဲလို့ဒီလူစားတွေရှိခဲ့ပြီးတမန်ကြီးရဲ့မူဝါဒကိုလည်းပဲတောက်ခံတော့နေအဖြစ်သမီးလေးချင်းရွာစံပြအနေနဲ့ရေတုံငင်းတွေရှိတယ်စာတင်ကြောင်းရှိတယ်ဘာလိုက်ဘုံကြောင်းတွေရှိတယ်တာသနာနှုတ်ကားတွေရှိတယ်ပြီးတဲ့အခါကျတော့ကျမ်းမာရေးအတွက်စီးပွားရေးတွေလုပ်ထားတယ်အဲ့ဒီလိုလုပ်ထားခဲ့တာက သူတို့တို့ရဲ့သပင်းမျက်စိသပင်းပွဲစီရရောက်ပြီးတော့ဘော်နဲ့ထိုးခံခဲ့ရဲ့ဘောကကိုသမီးလေးချင်းရွာကမိပေါက်ထိုးရနေပါတယ်။ဒါလေးကိုခံစားပြီးတော့ဦးစင်းကဒီကမြလေးတစ်ပုဒ်ကိုရေးဆက်ခဲ့ပါတယ်။ဒါလေးနဲ့ပဲညီကုန်းချုပ်ပြပါတယ်။သမီးလေးဘောရဲ့အနာဂတ်ဆိုတော့ကောင်းနေရတာပါလေ။အမီကတော့သမီးကလေးမင်းမဝေးကြီးလေးကြီးလမ်းပေးမှာပေါ့။ပေါင်းစုလို့တို့တယ်ပြီ။ညီညူမနေတရတအားနှစ်မှတ်သားစရာကောင်းလောက်အောင်ပါ။လမ်းဖောက်လို့ကြောင်းနေ။ ဆောက်လုံမလီအနာဂတ်အတွက်စာမတက်သူပပျောက်ရေးကိုလုံးကြဟေလူအများတို့မူလကသူတို့ဆိုစေရသူပပျောက်ရေးကိုလားမှတ်သားလို့နာယူသူတို့ပြောနေတဲ့ဒီမိုကရေစီမူကိုအတီယူကလှုပ်ဆောင်မိပါရဲ့သမီးလေးပါရွာအများကိုဒေါ်နှစ်သာအကောခံခဲ့ရတယ်အမှန်တရားကိုထင်ရှားစေလို့သမီးလေးရဲ့ဖြစ်ရကြပါကိုခွင့်ဟဆိုကြပါတပုတ်နဲ့ပမာထုတ်ကပြလိုက်ပါတယ်နောက်တစ်ခေတ်လူသိနိုင်ကြဖို့လေး Thank you.